ီဒီကမ္ဘာနိုင်ငံကြီးပြောင်းလဲလာမှုတွေကဒီ PDF တွေ NUG တွေလက်နက်ကိုင်အဖွဲ့တွေအတွက်သူတို့ဘလောက်ထိလှုပ်ရှားနိုင်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြောက်မှာဖြစ်ပါတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range လုပ်ပေးသွားမှာဖြစ်ပါတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ပြလာငိုင်းနေထူးခြားတဲ့တရေချိုးကိုအောက်နုတ်ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်။ပရမဆုံးသတင်းတစ်ပုဒ်အနေနဲ့ငလင်တန်ကြောင့်မြန်မာနိုင်ငံမှာထိခိုက်ဒေဆုံးတဲ့ဆင်းကိုထိခိုက်ဒေဆုံးပျောက်ဆုံးတဲ့ဆင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။ ငလင်ကမလ28ရက်နေ့မိုးလယ်ပိုင်းကဒါအကြီးကျယ်လှုပ်ခတ်ခဲ့ပါတယ်28ရက်နေ့မိုးလယ်ပိုင်းကနေပြီးတော့ဧပြီလ4ရက်နေ့ညနေ6နာရီအချိန်ထိထိခိုက်ဒေဆုံးပျောက်ဆုံးမှုစင်းကိုတင်ပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့စင်းစရားတွေကမန္တလေးကပထမဆုံးနေရာမှာရှိနေပြီးတော့ဒါနေပြီးတော့ကဒူရီယာနေရာမှာရှိနေတဲ့အနေထားပါမန္တလေးတိုင်းမှာဆိုရင်တော့ကျွန်တော်တို့အောင်မြေမဟာအောင်မြေမြို့နယ် ချမ်းအေးသာဆန်မြို့နယ်ချမ်းမြားသာစီပြီးကျတော့ပြည်ကြီးတကုံအောင်မြေသာဆန်ပသိမ်ကြီးမရေယာအမရပူရာကြောက်ဆက်မြစ်သားစင့်ငိုင်တရက်ဦးငစွန်မိဒီလာသာစီဝန်းတွင်ရမဲသိပျော်ဝဲစတဲ့မြို့တွေမှာပေါ့လေဒီမန္တလေးတိုင်းမှာရှိတဲ့မြို့တွေမှာအားလုံးတည်ဆုံတဲ့သူကအားလုံး2122ဦးရှိပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ပျောက်ဆုံးတဲ့သူအားလုံးပျောက်ဆုံးတဲ့သူအားလုံးက205ယောက်ရှိပါတယ်တည်တဲ့သူက2122ဦးပျောက်ဆုံးတဲ့သူက205ဦးနဲ့ ိခိုက်ဒဏ်ရာရရှိတဲ့သူက2600ကိုဖြစ်ပါတယ်။မန္တလေးတိုင်းကအများဆုံးဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ဒါဒုတိယအခြေအနေကနေပြီးတော့ကောင်းစီနေမြေပါ။နေပြီးတော့ကောင်းစီနေမြေမှာဆိုတော့ကျွန်တော်ပြင်မနာဇမှုတိတိလေဝေဒက္ခိဏဇေယတိတိပုပ္ပတိတိတကုံဥဒရတိတိနေပြီးတော့ကောင်းစီထဲမှာရှိတဲ့ဒါမျိုးနယ်တွေမှာဆိုရင်တော့ကျွန်တော်တို့တေဆုံးတဲ့သူက695ခုရှိပါတယ်။ဒဏ်ရာရတဲ့သူက 843ရှိပါတယ်ပျောက်ဆုံးတဲ့သူက73ရှိပါတယ်နောက်တဲ့အခြေအနေကကျွန်တော်တို့ဒီစကိုင်းတိုင်းမှာစကိုင်းတိုင်းမှာဆိုတော့ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့မုံရွာရွှေဘူအဲ့ဒီဒေသတွေမှာဆိုရင်တော့ကျွန်တော်တို့စုစုပေါင်းဒါလက်ရှိဒါတေဆုံးတဲ့ဆင်းက908ဦးရှိတယ်တရားရတဲ့သူက688ဦးရှိတယ်ပျောက်ဆုံးတဲ့သူက2ဦးရှိတယ်စကိုင်းတိုင်းထဲမှာဆိုရင်တော့ကျွန်တော်တို့ဒါအများဆုံးထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့နေရာက စကိုင်းတိုင်းဒေသကြီးစကိုင်းမျိုးပါအဲ့တော့မန္တလေးမြို့ရဲ့ကျွန်တော်တို့တရားကြော်တာနဲ့ရောက်တဲ့မြို့ပါအဲ့တော့တကယ်ကိုကျွန်တော်တို့စကိုင်းမျိုးကထိခိုက်မှုတော်တော်လေးကိုပြင်းထန်ပါတယ်ထို့အတူပါပဲကျွန်တော်မန္တလေးမှာရှိတဲ့ဒါမြို့တွေမှာဆိုရင်လည်းပဲဒါထိခိုက်ထိခိုက်ပျက်စီးမှုတွေကများပါတယ်နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ပဲခူးတိုင်းမှာပဲခူးတိုင်းဖြူမြို့နဲ့တောင်ငူမြို့နဲ့ရေတာရှိအုတ်တွင်းကြောက်တကားထန်းနမဲအဲ့ဒီမြို့တွေမှာဆိုရင်တော့ကျွန်တော်တို့တည်ဆုံတဲ့သူအားလုံးက44ယောက်ရှိပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူအားလုံးက 234ဦးရှိပါတယ်ပျောက်ဆုံးတဲ့သူတော့မရှိပါဘူးနောက်တစ်ခါကျွန်တော်တို့မကွေးပါမကွေးမှဆိုတော့ကျွန်တော်တို့ဒီပခုတ်ကူမြို့နယ်မှာမကွေးတိုင်းပခုတ်ကူမြို့နယ်မှာဒဏ်ရာရတဲ့လူတယောက်ရှိပါတယ်နောက်တစ်ခါတော့ကျွန်တော်ရှမ်းပြည်နယ်ပါပင်လောင်ညောင်ရွှေတောင်ကြီးကလော့မိုးနယ်ရွာငန်းလဲချရက်ဆောက်ပင်တရအဲ့ဒီဒေသမှာဆိုရင်ဒီငလင်းနယ်ကြောင်းတိတ်ဆုံးတဲ့သူအားလုံးက66ယောက်ရှိပါတယ် ပျောက်ဆုံးအပျောက်ဆုံးတဲ့သူတော့မရှိပါဘူးပြီးရင်ကျွန်တော်တို့ဒီထိခိုက်ဒဏ်ရာရရှိတဲ့သူက133ဦးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါစင်းကိုပြန်ချုပ်လိုက်မယ်ဆိုရင်ပြန်ချုပ်လိုက်မယ်ဆိုရင်အားလုံးတည်ဆုံးတဲ့သူအားလုံးက3354ဦးရှိပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူက4508ဦးရှိပါတယ်ပျောက်ဆုံးတဲ့သူအားလုံးက220ဦးရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒါမလာ28ရက်နေ့မိုးလွယ်ပိုင်းကနေပြီးတော့ဧပြီလ4ရက်နေ့ညနေ6:00အချိန်ထိဒါကျွန်တော်တို့ တည်ဆုံတဲ့ဆင်းဒဏ်ရတဲ့ဆင်းပျောက်ဆုံးတဲ့ဆင်းတွေကိုတင်ပြပေးတာဖြစ်ပါတယ်။တော့လက်ရှိလည်းကျွန်တော်တို့ဒါကဲလက်ရှိလည်းကျွန်တော်တို့ဒါကုညီကဲဆေးလုပ်ငန်းတွေကမပြတ်သေးပါဘူး။လက်ရှိမှာဆိုရင်လည်းပဲကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးပြီးကျွန်တော်တို့ဒီနေပြီးတော့ကောင်စီနယ်မြေအပေါင်းအခြားသောငလင်ဘေးသင့်ဒေသတွေမှာရှိတဲ့ဒီအဆောက်အဦတွေအဆောက်အဦတွေအတွင်းမှာကျွန်တော်တို့ပိတ်မိနေတဲ့ဒါအသက်ရှင်ကျန်တဲ့သူတွေကိုလည်းဒါကယ်ဆယ်နေတာတွေ့ရပါတယ်အဲ့တော့ဒီကရက်ကတော်တော်လေးရှည်သွားတဲ့အခါကျတော့ဒီအသက်ရှင်စွာနဲ့ ကယ်ဆယ်နိုင်မှုကတော့တော်တော်လေးဒီအားနည်းမဲ့အနေထားပါတိုးတော်လည်းပဲကျွန်တော်တို့ဒီတည်ဆုံသွားတဲ့ရုပ်အလောင်းတွေပြန်ပြီးတော့ထုတ်နိုင်မှုအတွက်လက်ရှိနိုင်ငံတကာအဖွဲ့တွေနဲ့ဒါလက်ရှိဒီပြည်လုံးမှာရှိတဲ့လူမှုကူညီအဖွဲ့တွေမြန်မာနိုင်ငံမိသားတစ်ဖွဲ့တို့ကတော့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဆောင်နေတာရှိပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒီနိုင်ငံတကာအဖွဲ့တွေရဲ့အခမ်းအနားကလက်ရှိငလင်းဘေးပြန်လဲပြန်ငလင်းဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒါကျွန်တော်တို့ပိတ်မိတဲ့သူတွေကိုကယ်ထိုးတဲ့အခါမှာတကယ်ကိုအခန်းကဏ္ဍတော်တော်လေးကိုကြီးမားပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာဒီအဖွဲ့တွေရဲ့ဒီအဖွဲ့တွေကဒီမြန်မာနိုင်ငံကိုလာတဲ့အခါမှာသူတို့မှာတကယ်နီးပညာတွေပါတယ်။နီးပညာတွေနဲ့ကျွန်တော်တို့တော်တော်လေးကိုသူတို့ရဲ့နီးပညာတွေကတော်တော်လေးကိုအလုပ်ဖြစ်ပါတယ်။ကျွန်တော်အဲ့အရာကြီးတဲ့အခါကျတော့ဒီမြန်မာနိုင်ငံမှာအဲဒီငလေးဘေးနဲ့ပတ်သက်ပြီးတော့ကုညီကယ်ဆေးလုပ်ငန်းတွေမှာဒါတော်တော်လေးကျော်နီးပညာနဲ့ပတ်သက်ရင်အလန်းဝင်းနေတာကိုတော့ကျွန်တော်တို့သိသားစွာတွေ့ရပါတယ်။အလန်းဝင်းနေတာတိတိသားသားတော်တော်လေးတွေ့ရပါတယ်။ ကျွန်တော်ဒီနိုင်ငံတကာအဖွဲ့ကြီးလာမယ်ဆိုတော့တို့တကယ်ခွေးတွေကိုကျွန်တော်စနစ်ကျလေ့ကျင့်ထားတာတွေပြီးမှတို့မှာပါလာတဲ့နည်းပညာတွေကလက်ရှိမြန်မာနိုင်ငံရဲ့ငလင်ဘေးကုညီကဲဆေးမှာတော်တော်ကြီးကိုကြီးကြီးမားမားအထောက်အပံ့ပြပါတယ်အပြင်ကျွန်တော်ဒီစင်ကာပူနိုင်ငံဆိုရင်လည်းပဲဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့တို့တို့ကျွန်တော်ဒီဒီပိုဟတ်တွေပေါ့ရလက်တိလေးပါပဲတို့ဒီနေ့နိုင်ငံတကာသတင်းမှာဖတ်လိုက်ရတာပိုဟတ်ကျွန်တော်တို့ဒီဘောပင်ရဲ့ဒီတဝက်လောက်ပဲဒီ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 အစ်စ်လောက်ပဲရှိတော့မယ်တဲ့သူအတိုက်တာအဲ့ဒီပိုဟတ်မှာအဲ့ပိုဟတ်ကနေပြီးတော့ကျွန်တော်တို့ဒီအဆောက်အုံတွေနဲ့ကိုဝင်ပြီးတော့ဒါတို့ အာကျွန်တော်တို့အဆောင်ထဲမှာရှိတဲ့ပိတ်မိတဲ့သူတွေပြီးရင်ကျွန်တော်တို့ဒါဒီဒီထဲမှာပိတ်မိတဲ့သူတွေရဲ့အခြေအနေတွေပေါ့ဗျာအခြေအနေတွေကိုကျွန်တော်တို့ဒီမှတ်တမ်းနဲ့မှတ်တမ်းတွေရိုက်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့သူ့ရဲ့ဒီဒီထိချုပ်တဲ့ဘက်ကိုသူတို့အချက်လက်ကိုပေးပို့တာပေါ့အဲ့ဒီစနစ်တွေတော့မှာတော်တော်လေးအရင်အစ်မြင့်သွားပြီပေါ့လေဒီဒီလက်ရှိဒီမြန်မာနိုင်ငံမှာစပြီးတော့ဒါစပြီးတော့ကျွန်တော်တို့ သုံးမဲ့အနေအထားတွေတွေ့နေရပြီနိုင်ငံတကာသတင်းတွေမှာလည်းဒီနေ့ဖော်ပြတာတွေ့ရတယ်ကွဒါတော့ကျွန်တော်တော်လေးစိတ်ဝင်စားစရာပါအဲ့တော့ကျွန်တော်ဘာတွေတွေ့ရလဲဆိုတော့ဒီငလီဘေးနဲ့ပတ်သက်ပြီးတော့ကုညီကယ်ဆေးလုပ်ငန်းနဲ့ပတ်သက်ရင်ဒီမြန်မာနိုင်ငံကတော်တော်လေးကိုကျွန်တော်တို့ဒါဒါနှိမ့်ကြတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့ ဟာတော်ကြီးတော့ဗျာနိုင်ငံတကာမှာတုံးနေတဲ့အခြေအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာလက်ရှိကျွန်တော်တို့ကင်တွင်နေတဲ့အခြေအနေကတော်တော်လေးကအဟာကကျွန်တော်တို့ကြီးကြီးမားမားတွေ့ရပါတယ်နိုင်ငံတကာဖွဲ့တွေရဲ့ကျွန်တော်တို့ဒါကဲဆေးလုပ်ငန်းတွေမှာသူတို့ကနီးပညာနဲ့လှုပ်အားပေါင်းဆက်ပြီးလုပ်တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့ကျွန်တော်တို့နီးပညာရဲ့အားနည်းချက်ကဒီဒီချိန်မှာကျွန်တော်တို့ကြီးကြီးမားမားတွေ့ရတာပါတွေ့ရပါတယ်အဲ့တော့ဒါကကျွန်တော်တို့အပြစ်ပြောဆိုခြင်းမဟုတ်ပါဘူးကျွန်တော်တို့ဒီလိုအပ်ချက်တွေကိုဒါတွေ့မြင်ရတဲ့အခြေအနေကိုဒါတင်ပြပေးတာဖြစ်ပါတယ် လက်ရှိကျွန်တော်တို့ဒီငလင်မင်းနဲ့ပတ်သက်ပြီးတော့ထိခိုက်တဲ့အရာရှိတဲ့သူတွေကိုလည်းလက်ရှိမန္တလေးလေးမန္တလေးစကိုင်းပြီးရင်ကျွန်တော်တို့နေပြီးတော့အကျင်းပြီးရင်ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းစတဲ့ဒီငလင်ဘေးဒင်းဒေသတွေမှာဒီကျမ်းမာရေးဝန်ကြီးဌာနနဲ့နိုင်ငံတကာစစ်တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ကျွန်တော်တို့ကျမ်းမာရေးဝန်ဆောင်မှုတွေတောက်လျှောက်ပေးနေပါတယ်လက်ရှိကျွန်တော်တို့တွေ့ရတာကနေပြီးတော့မှာဆိုရင်လည်းပဲဒါဝန်ထမ်းတွေပေါ့ ဝန်ထမ်းနေရဲ့ဇမုတိတိမျိုးနဲ့အပါအဝင်အကြီးမားဆုံးကဇမုတိတိပေါ့ဗျာအဲ့မှာကျွန်တော်ဝန်ထမ်းနေရဲ့အိမ်ဟာကတော်တော်ကြီးကြီးမားမားရှိတာပေါ့ကြီးမားရှိတဲ့အခါကျတော့တို့မှတို့မှကျွန်တော်တို့နေကြအိမ်မရှိတော့ဘူးတချို့ဆိုလက်ရှိကျွန်တော်တို့ဒီလမ်းဘေးမှာလမ်းဘေးမှာနေနေရတာပဲနောက်ဆုံးမြာကျွန်တော်တို့မကြခင်ကမှဒီဆောက်လို့ပြီးစီးပြီးတော့ဒါလူနေထိုင်နေတဲ့အနည်းဆုံးကျွန်တော်တို့ဒုက္ခတုံအိမ်ဟာပေါ့မြို့မဇေနာကဒုက္ခတုံအိမ်ဟာအဲ့ဒီမှာဆိုရင်ဒီလျှက်စစ်မီတော့ရတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒါရေရရှိမှုတော့မရှိသေးဘူးတုံးရေရရှိမှုတော့မရှိသေးဘူး အပြင်ကျွန်တော်တို့ဒီဒုက္ခတုံအိမ်ဟာမှာဆိုရင်လည်းပဲဒါအချို့သောတိုက်တယ်အချို့သောတိုက်တွေကကျွန်တော်ထိခိုက်မှုရှိတယ်ဒီထိခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တက်ဆိုင်ရာကစနစ်တကျလာရောက်စစ်ဆေးတာတော့ကျွန်တော်တို့ဒီကနေ့ထိတော့မရှိသေးဘူးသူတို့မျက်မြင်နဲ့လိုက်ကြည့်ကြတော့တွေ့ရတယ်ဒါမျက်မြင်ပေါ့ဗျမျက်မြင်ဆိုတာကကျွန်တော်တို့စက်ပြစ်စီးတွေလောက်တော့ကျွန်တော်တိကျမှုတော့မရှိပါဘူးမျက်မြင်နဲ့လိုက်စစ်တာတွေတော့ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီဝန်ထမ်းအိမ်ယာတွေပေါ့ဝန်ထမ်းအိမ်ယာတွေမှာဆိုလဲဝန်ထမ်းတွေကသူတို့ရဲ့တိုက်တွေကကျွန်တော်တိုက်တွေပေါ့ကနေလို့မရတော့ နေလို့မရတဲ့ခါကျတော့တို့မှလည်းဒီအဆင်ပြေသလိုနေနေရနေတာရှိတယ်။လက်ရှိတော့ကျွန်တော်တို့တွေ့နေရတာကဒီအားကစားကွင်းတွေနေရာတွေမှာကျွန်တော်တို့ဒီယာယီတဲပေါ့ရွက်ဖြင့်တဲတွေရွက်ဖြင့်တဲတွေကိုကျွန်တော်တို့ဒါဆောက်လုပ်ပေးနေတာတော့တွေ့ရတယ်။ဆောက်လုပ်ပေးနေတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မနေ့ကဒါတက်ဆိုင်ရာပြည်ချားရေးဝန်ကြီးဌာနအပါအဝင်ဒီနေပြည်တော်ကောင်စီနေမြေသတင်းမှပြည်ချားရေးဖွဲ့တော့ကျွန်တော်တို့ပြည်ပမီဒီယာကမေးမြန်းထားပါတယ်အဲ့ဒါကနံပါတ်1နံပါတ်2နေပြည်တော်မှာရှိတဲ့ဒီဝန်ထမ်းတွေ ငလင်ပေးကြောင်းသူတို့ရဲ့မိသားစုတွေအသေးချင်းပြက်စီးခဲ့ရတာရှိတယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ဒါဘယ်လိုမျိုးထောက်ပံ့ပေးဖို့ရှိမလဲပေါ့နောက်တဲ့ဒုတိယအချက်ကတော့ကျွန်တော်တို့လက်ရှိဒီနေပြည်တော်ကောင်စီနေပြည်တော်အတွင်းမှာဝန်ထမ်းတွေရဲ့ဝန်ထမ်းတွေတို့ဒီနေစရာအခက်အခဲဖြစ်တယ်ပေါ့အဲ့ဒီနေစရာအခက်အခဲနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်အနေနဲ့ရည်တို့ရည်ရှိဘာတွေဆောင်ရွက်နေလဲပေါ့ကျွန်တော်တို့ဒီအခြေအနေကိုကျွန်တော်မိခုနေမိထားပါတယ်ပြန်ပြေတဲ့အခါကျရင်တော့ကျွန်တော်တို့တည်ကြည်ကြပြန်ဖြည့်ပေးသွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒါကြည့်ရတဲ့အနေအထားမှာတော့လက်ရှိကျွန်တော်တို့အာကစားကွင်းအာကစားကွင်းတွေပေါ့ အာဇာကွင်းနေပြီးရင်ကျွန်တော်တို့ဒီပန်းချန်နေပေါ့အဲ့ဒီတဲမှာဆိုတော့ကျွန်တော်ယာယီတဲတွေစောက်လုံးနေတဲ့အနေအထားတွေတွေ့ရတယ်ဒါကျွန်တော်တို့တွေ့နေရတဲ့အနေအထားပေါ့ဗျာဟိုလောင်းကားမှုတွေရှိပြီလားမရှိဘူးလားဆိုတော့ကျွန်တော်တို့ကလည်းဒါဒီပေါ်မှာတော့ကျွန်တော်တို့ဟိုချက်ချင်းပြောနိုင်ဖို့ခက်ပါတယ်လက်ရှိဒီလက်ရှိကျွန်တော်တို့ဒီနေပြည်တော်မှာတော့ဒီဝန်ထမ်းတွေဝန်ထမ်းတွေအထွတ်ကျွန်တော်ယာယီတဲတွေထိုးပေးနေတာတွေ့ရပါတယ်ဒါတော့ကျွန်တော်တို့ဒီနေပြည်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါဆက်ဆက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီသတင်းကိုပြန်ချောရမယ်ဆိုရင်တော့ အားလုံးငလင်စဖြစ်တဲ့နေ့မှဒီဧပြီလ၄ရက်နေ့၄ရက်နေ့ညနေ6နာရီချိန်ထိတိုက်ဆုံတဲ့သူအားလုံးက3354ဦးရှိတယ်ထိခိုက်ဒဏ်ရာရရှိသူက4508ဦးရှိတယ်ပျောက်ဆုံးတဲ့သူက220ဦးရှိပါတယ်ခင်ဗျာဒုတိယသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့လာရှိုးမြို့ကနေပြီးတော့ MNDA အဖွဲ့တွေဒါစုတ်နေတဲ့စုတ်ခွာနေတဲ့အချိန်ဒီပါအဲ့တော့ဒီလာရှိုးမြို့ရဲ့အချိန်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့လာလာရှိုးမြို့ကတကယ်တိုင်းစစ်တမ်းလာချုပ်ကြီး အခြေဆိုင်တဲ့မြို့ပါပြီးသွားရင်တော့ကျွန်တော်တို့ဒီတရုတ်မြန်မာနေဆက်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့မြို့ပါအဲ့တော့ဒီစီးရေးနိုင်ငံရေးရာတော်တော်လေးကိုအရေးပါပါတယ်တစ်ဖက်မှာဆိုလည်းပဲဒီလာရှုမြို့ကတစ်ဖက်မှာဆိုလည်းကျွန်တော်တို့ KIA အခြေချတဲ့လိုင်စာတိကျွန်တော်တို့ဒါစီးရေးရာချင်းချောက်နိုင်တဲ့အနေအထားမှာရှိပါတယ်အဲ့တော့ဒီလာရှုမြို့ကစီးရေးနိုင်ငံရေး CYA နိုင်ငံတော်ရဲ့ဒီစီးရေးနိုင်ငံရေး CYA အတွက်တကယ်ကိုကျွန်တော်တို့အချက်ချကြတဲ့နေရာပါအဲ့တော့ဒီ လာချိုမြို့ကိုဒီ MMD အဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လပထမပတ်မှာသူတို့အပြေအဝထိချုပ်နိုင်ခဲ့တာလေဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဒီ MMD အဖွဲ့တွေကသူတို့ကမြို့ရဲ့အုပ်ချုပ်ရေးအရာကိုစပြီးတော့လက်ပတ်တယ်အဲ့မှာဆိုရင်သူတို့ရဲ့လက်ပတ်တာကမြို့လုံးမြို့ရေးဆိုပြီးတော့ဒီ MMD ရဲ့ရဲတပ်ဖွဲ့ကလက်ပတ်တယ်ပြီးတော့ဒီတစ်ဖက်မှာတော့သူတို့အနေနဲ့ဒီကျန်းမာရေးဝန်ဆောင်မှုတွေပညာရေးဝန်ဆောင်မှုတွေအုပ်ချုပ်ရေးဝန်ဆောင်မှုတွေပေါ့ဒါသူတို့ကအဲ့ဒီလုပ်ငန်းတွေသူလက်ပတ်ပါတယ်အဲ့တော့ဒီတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်စမှုအရာဒီ MMD ရဲ့ခေါင်းဆောင်တွေနဲ့ဒီ ျွန်တော်ဒီ NASA ကရဲ့ကိုယ်စားလှယ်အဖွဲ့တွေတော့တွေ့တယ်ယူနာမှာတွေ့တယ်တွေ့ပြီးတော့အဲ့ဒီတွေ့ဆုံမှုရဲ့ရာလတ်အနေနဲ့ဒါ MMD အဖွဲ့တွေက Ebola 21ရက်နေ့မတိုင်မီသူတို့ရဲ့လာရှုမျိုးမှာရှိတဲ့သူတို့ရဲ့ဒါသူတို့ရန်ရားတွေအားလုံးကိုဒါရွှေ့ပြောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နားလေတာက Ebola 21ရက်နေ့မှာဒီ MMD အဖွဲ့တွေကပြန်ပြီးတော့လာရှုမျိုးကိုပြန်ပြီးတော့လွှဲပြောင်းပေးရမယ်လို့ကျွန်တော်တို့နားလေပါတယ်အဲ့တော့ ဒီကနေ့မှာဆိုရင်ဒီလာရှုမျိုးပေါ်မှာရှိတဲ့ MMD လက်ပတ်တဲ့တနည်းအားဖြင့်ကျွန်တော်တို့ဒီလာရှုမျိုးပြည်သူစေုံကြီးမှာ MMD ကကျမ်းမာရေးဝန်ဆောင်မှုတွေလုပ်ပါတယ်။စေုံဖွင့်တယ်ပေါ့ဗျာစေုံဖွင့်လိုက်တယ်။စေုံဖွင့်တယ်ပြီးတော့ကျွန်တော်တို့အဲ့မှာရှိတဲ့ဒီပစ္စည်းကိရိယာတွေကိုဒီ MMD ကနေပြီးတော့ဒီလိုအပ်တဲ့အရာတို့အဲ့မှာထည့်တယ်ပေါ့ဗျာ။အဲ့ဒီပစ္စည်းတွေကိုဒီကနေ့ MMD ကစေုံလဲပိတ်လိုက်တယ်ပိတ်ပြီးတော့အဲ့ဒီပစ္စည်းတွေကိုတို့ကားတွေနဲ့ထုတ်ပြီးတော့ဒါလောက်ကင်ဘက်ကိုတင်နေတယ်တို့သိရတယ်။ဒါကကျွန်တော်ဒေသခံတွေရဲ့ပြောဆိုမှုပြောဆိုမှုလည်းဖြစ်ပါတယ်။အဲ့တော့ဒီဒီလာရှုမျိုးကိုလက်ပတ်စင်က MMD က ဒီကျမ်းမာရေးစီရီအနေနဲ့ဈေးကိုလက်ပတ်တယ်။အုတ်ချိုရန်တရားကိုလည်းကျွန်တော်တို့ဒီစီရီအနေနဲ့ပဲလက်ပတ်ပါတယ်။အဓိကလာရှုမျိုးကိုလက်ပတ်တဲ့အခါမှာစီရီယံဝန်ထမ်းပေါင်းများစွာနဲ့တို့လက်ပတ်တာဖြစ်ပါတယ်။အဲ့ဒီအဲ့ဒီအခုဒီဒီ MMD အဖွဲ့ကမြို့ကနေဆုံးခွာသွားပြီဆိုတော့ဒီအဖွဲ့တွေဒီစီရီယံအဖွဲ့တွေကဒါတို့ဒီလက်ရှိဒီနိုင်ငံတော်ထမ်းမှာကျမတို့မှားပါပြီဆိုပြီးတော့တို့ပြန်ပြီးတော့ခုံလုံးပါလား။ဒါမှမဟုတ် MMD အဖွဲ့ရွှေ့တဲ့ဒေတာကိုသူတို့ရွှေ့ပြီးလိုက်ပါလားဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့တော့ဒီတရုတ်မြန်မာနယ်စပ်တချို့မှာ ရှိတဲ့မျိုးတွေအားလုံးကကျွန်တော်တို့ကြံ့ဝင်မတော့ပါဘူး။ကြံ့ဝင်မတော့တို့ပါပဲ။တို့ရဲ့ဘာသာစကားကလည်းဒါတရုတ်ဘာသာစကားပဲပြောပါတယ်။မြန်မာစကားကိုလုံးဝမပြောပါဘူး။အဲ့တော့ဒီဒီဒီလာရှုမျိုးမှာရှိတဲ့ဒီကျမ်းမာရေးဝန်ထမ်းတွေအပါအဝင်ကျမ်းမာရေးစီဒီအန်ဝန်ထမ်းတွေပေါ့ဗျာ။ဒါပါဆိုစီဒီအန်တွေအဲ့ဒီစီဒီအန်တွေကတို့တို့ကဒီ MMD ဘွဲကိုလိုက်သွားပြီဆိုရင်လည်းပဲတရုတ်မြန်မာနယ်စပ်ဘက်ကိုလိုက်သွားပြီဆိုရင်လည်းပဲတို့တို့မှကျွန်တော်တရုတ်စကားမတတ်ဘူး။တရုတ်စကားမတတ်တဲ့အတွက်ဒါ MMD ကလည်းတို့တို့အလုပ်ခံမှာမဟုတ်ဘူး။ဟိုမှာသူ့ရဲ့အရာနဲ့တို့လုံလောက်တယ်။သူ့ရဲ့ အင်အားနဲ့သူတို့လုံလောက်တယ်ဒီလို MMD အဖွဲ့တွေကဒီ CDN အုပ်စုတွေကိုသူတို့ပြန်ခေါ်သွားမှာလားဒါပေမဲ့ CDN အုပ်စုတွေက MMD နဲ့အတူလိုက်သွားပြီဆိုရင်ဒီတရုတ်မြန်မာနယ်စပ်မှာသူတို့တက်တဲ့အတတ်ပညာတွေကအလုံးမဖြစ်တော့ဘူးအဲ့တော့လုံနိုင်တာတခုတော့ရှိတယ်တရုတ်မြန်မာဖြစ်လုံလို့ရမယ်ပြီးကျွန်တော်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီမာဆက်တွေမာဆွတ်တွေ KDP တွေမှာသူတို့ဝင်လုံလို့ရတယ်လိန်အဲကျွန်တော်လိန်ဖြော်ပြေးဒီမှာဝင်လုံးလို့ရတယ်အဲဒီလောက်ကိုင်တော့ရှိတယ်ကြံတဲ့အလောက်ကိုင်နဲ့ပတ်သက်ရင်တော့ဒီစီရီယံဝန်ထမ်းတွေအတွက် စီရီယံဝန်ထမ်းတွေအတွက်သူတို့အတွက်ကျွန်တော်တို့အလုပ်ကိုင်ကတော်တော်ခက်ခဲသွားပြီအဲ့တော့အဲ့ဒီအခြေအနေတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမှာဆိုလည်းပဲဒီလက်နက်ကိုင်ဖွဲ့တွေကသူတို့သူတို့ဒီလက်နက်နဲ့ထိချုပ်တဲ့နေရာတွေမှာသူတို့ကဒါကငါတို့အပိုင်ဆိုပြီးတော့သူတို့ယူဆနေကြတယ်ယူဆချက်တွေရှိပါတယ်တပ်မတော်ကာဝေးသူချုပ်ကပြီးခဲ့တဲ့ဒီတပ်မတော်နေအခမ်းအနားမှာ ဒီလက်နက်အားကိုပြီးတော့နေမြေချက်တွင်မှုတွေကိုအတိအမှတ်မပြုဘူးတက်မလို့အနေနဲ့လိုအပ်တဲ့စစ်စင်ကိုလုံးမလို့တရားဝင်ပြောထားပြီးသားဖြစ်တယ်ကျွန်တော်ဒီလိုမျိုးနားလဲရပါတယ်အဲ့တော့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒီလိုမျိုးလက်နက်နဲ့နေချက်မှုကိုကျွန်တော်တို့ခွင့်မပြုထားပါဘူးအဲ့တော့ဒီတက်မလို့အနေနဲ့လည်းပဲဒီ MMD အဖွဲ့နဲ့ဘယ်လိုမျိုးတွေသဘောတူညီခဲ့တယ်ဘာဒီကတိကုတွေရှိရရှိရခဲ့တယ်ဆိုတာတော့ကျွန်တော်တို့ဒီ MND အဖွဲ့ကလည်းထုတ်ဖို့ပြောဆိုခြင်းမရှိသလိုဒီ NASA ကဘက်ကလည်းထုတ်ထုတ်ဖို့ပြောဆိုခြင်းမရှိဘူးအဲ့တော့ဒီကိုကအဖွဲ့တွေကသူတို့ကရခင်ကိုကကိုပိုင်အုပ်ချုပ်ကွင်းရ ဒေသမှာပဲသွားပြီးအခြေဆိုင်မှာလာဒါမှမဟုတ်သူတို့လက်ရှိလက်တလုံးထိ ंछ ုပ်ထားတဲ့နေမြေတွေမှာသူတို့ဘယ်နေရာတွေမှာသူတို့ပြန်ပြီးတော့ဒါခြေကုပ်ယူမလဲဆိုတော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘလို့ပဲဖြစ်ဖြစ်မြို့သူမြို့ဆိုစေကမူကျွန်တော်တို့ဒီလာရှုမြို့ကတော့ဒီ MMD အဖွဲ့တွေကလာမဲ့လာမဲ့ကျွန်တော်တို့ April 27ရက်နေ့မှာကျွန်တော်တို့ဒီတက်မလို့ထံကိုပြန်ပြီးတော့တွဲပြောင်းပေးရမှာဖြစ်ပါတယ်ဒါနဲ့တူကျွန်တော်တို့တစ်ဆက်တည်းပဲဒါလောက်ကောင်လေးတိုင်းမြေတစ်ဆက်ပေါင်းလောက်ကောင်လေးရဲ့ ဒါကျွန်တော်ရည်တည်မှုတွေကလည်းတော်တော်လေးကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်။လာရှိုးမျိုးရဲ့အခြေအနေကကျွန်တော်တို့ဒါစီးရေးနိုင်ငံရေးစီးပွားရေးရတကယ့်ကိုကျွန်တော်တို့အချက်ချာကြားတဲ့နေရာမှာတည်ရှိတယ်။တော်တော်ကြီးကိုလည်းကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားလေးရှိပါတယ်။နောက်ထပ်သတင်းမှုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ဒီငလင်ငလင်လောက်ခတ်မှုတွေကြောင့်တက်မတော်ကလက်ရှိကာလမှာကျွန်တော်ယာယီအပြစ်ခတ်ရစက်ထားပါတယ်။ထို့သော်လည်းပဲကျွန်တော်တို့ခုခံစစ်ကိုတော့တက်မတော်ကဆောင်ရွက်လက်ရှိပါတယ်။အဲ့တော့ဒီတက်မတော်ကအဲ တပ်မတော်ရဲ့ဒီထိုးစေးနဲ့ပတ်သက်ပြီးတော့တပ်မတော်ကလက်ရှိရပ်တန့်ထားသောအဆိုတော်လည်းပဲဒီစစ်သွေးကြောအုပ်စုတွေကဒီတပ်မတော်ရဲ့စကန်တွေကိုအဝေးကနေပြစ်ခတ်တာတွေချောင်းမြောင်းပြစ်ခတ်တာတွေဒါတွေတော့ဆက်လက်ဆက်လက်ကျွန်တော်ပြည်လုံးနေတာတွေ့ရပါတယ်ဒီအချက်လက်အနေနဲ့ဧပြီလ၄ရက်နေ့မွန်လွဲ၂နာရီခန့်ကဒါမွန်ကြီးမြို့မြို့မာစီအနီးမှာလုံခြုံရေးဆောင်နေတဲ့ဒီတပ်မတော်သားနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကို KI အဖွဲ့တွေက KI အဖွဲ့ဝင်ချုပ်ကဆိုင်ငယ်နဲ့လာပြီးတော့လက်ပြပုံနဲ့ဒါပြစ်ခတ်တိုက်ခတ်ခဲ့တာတွေလည်းရှိပါတယ်ဒါကတော့မွန်းညွန့်မြို့မှာဖြစ်ခဲ့တဲ့အခြေအနေပါအဲ့ဒီအခြေအနေမှာတော့ကျွန်တော်လုံခြုံရေးအဖွဲ့ဝင်2ဦးကျွန်တော်တို့ထိခိုက်ဒဏ်ရာရှိသွားတယ်အယက်သားပြည်သူ2ဦးထိခိုက်ဒဏ်ရာရှိသွားတဲ့အခြေအနေတော့ရှိခဲ့တယ်နောက်တဲ့အခြေအနေတခုရှိခဲ့ပါတယ်ဒါကတော့ April 3ရက်နေ့ည9:15မိနစ်အချိန်ကမကွေတိုင်းဒေသကြီးစေသိုးရွာမြို့နယ်အောင်နိုင်ကုန်းကြည်ရွာကဒါကျွန်တော်တို့ဖုန်းတော်ကြီးကြောင်းဆရာတော်ဖြစ်ဆရာတော်ကဒါဆရာတော်အပါဝင်ပေါ့ဗျတပည့်တော်ကတွေကအဲ့ဒီလမ်းကြောင်းကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒါ မကွေးကိုသွားတယ်ပေါ့ဗျာမကွေးကိုသွားပြီးတော့အပြန်အပြန်ဈေးဝယ်ပြီးတော့သူတို့အပြန်အပြန်အလှလို့ပစ္စည်းတွေဝယ်ပြီးတော့အပြန်စေသူကငါဖဲဗဒံမင်းမှုမကွေးသွားလမ်းတိုင်းသူတို့ပြန်လာတယ်ပေါ့ဗျာပြန်လာပြန်လာတဲ့ခါမှာစေသူကစေသူကမျိုးရဲ့အရှိတောင်ပတ်မီတာ1600ခန့်အကွာအဝါကြီးရအနီမှာဒါ PDF တွေကဒါရင်နှန်းဒီဒီဖုံးကြီးတွေရင်ဝေါ့ဗျာဆရာရဲ့ရင်ကိုအလှအလှလုံးမဲ့ပစ္စည်းတွေသွားဝယ်တဲ့ရင်ကိုစေသူကြော PDF တွေက ကျွန်တော်ဒီလက်နက်ကြီးလက်ငတ်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်တယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့အာရင်မောင်းဖြစ်တဲ့ဥတင်ဝင်းထိုးတည်ဆုံသွားတယ်ပြီးရင်ကျွန်တော်ဥဝင်းလေးတည်ဆုံသွားတယ်ပြီးရင်ကျွန်တော်တန်ဆွေရောင်မကျောင်းဆရာမဒေါက်တာဇာဝင်းနဲ့အဖွားတူဒါတည်ဆုံသွားပါတယ်အဲ့တော့တည်ဆုံမှုတွေကတော်တော်လေးများပါတယ်တော်တော်လေးများသွားတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီဖြစ်စဉ်မှာလည်းဒါဆရာတော်တွေအများပြည်သူတွေများစွာတည်ဆုံခဲ့တယ်လို့ပဲထိခိုက်ဒဏ်ရာရရှိမှုတွေလည်းအများပြားခဲ့ပါတယ်အဲ့တော့ဒါကဒီရပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပါ ထုတ်သူပါပဲကျွန်တော်တို့ဒီမန်လေးတိုင်းမှာဆိုရင်လည်းပဲမန်လေးတိုင်းတပိတ်ချင်းမြို့နယ်ခုနမိုင်ပတ်လည်မှာတမရရဲ့ဒါစကန်ကိုအကြပ်သမားတွေကဒါဒီအဝေးရနေပြီးလက်နဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာကြီးလုပ်ခဲ့တယ်အဲ့တော့တမရကတော့အဲ့ချိန်မှာကျွန်တော်တို့လိုအပ်တဲ့ထိရောက်တဲ့တုတ်ပြမှုတွေဆက်ပြီးဆောင်ခဲ့တယ်ပြီးရင်ကျွန်တော်အင်းတော်မြို့အဲ့တော့အင်းတော်မြို့မှာရှိတဲ့ဒီတမရစကန်ကိုအကြပ်သမားတွေကဒါ KIA နဲ့ဒါ KIA နဲ့ကျွန်တော်တို့ဒီ PDF တွေကလာပြီးတိုက်တယ်တိုက်တဲ့အခါမှာဒီတမရက ဒါ ठी ရောက်ပြင်းထန်တယ်တနည်းအားဖြင့်လေချောင်းနဲ့ပြန်ပြစ်ခတ်ရှင်းလင်းမလိုက်တယ်ဗျာအင်းတော့ဘာလဲအဲ့လိုလုပ်လိုက်တယ်လောရတဲ့အကြောင်းကအကြက်ဖတ်သမားတွေကတက်စကန်ကိုလာတိုက်တာအဲ့တော့ဘဲနှောများခင်ဗျာအကြက်ဖတ်သမားတွေဘဲနှောကဂရီတီးခဲ့လို့လဲအဲ့တော့ကျွန်တော်တို့လက်ရှိလက်ရှိလက်နက်ကိုက်အဖွဲ့အင်းနဲ့ KSS အချို့ရတွေငင်းငယ်အစာချုပ်တွေချုပ်ခဲ့တာပါပဲသို့တော်လည်းပဲအဲ့ဒီငင်းငယ်အစာချုပ်တွေကအချိန်တစ်ခုမှပဲကျွန်တော်တို့ပြက်ပြဲခဲ့တာပါပဲအဲ့တော့အဲ့တော့ကျွန်တော်တို့ဟိုတော့ဗိုလ်ချုပ်ကြီးနေဝင်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှတည်လက်ရှိကာလအထိဒီလက်နက်ကိုက်အဖွဲ့အင်းနဲ့ ဒါနိုင်ငံတော်တို့ချုပ်ခဲ့တဲ့စာချုပ်တွေကမနှဲပါဘူးသို့တော်လည်းပဲကျွန်တော်တို့ဒါအကြမ်းဖက်သမားတွေကသူတို့အားရအားယူတယ်အားယူပြီးတော့အားပြေလာပြီးဆိုတော့ပြန်ပြီးချပါတယ်အဲ့ဒီအရာနဲ့ကျွန်တော်တို့လက်ပတ်နေတာဖြစ်ပါတယ်လက်ပတ်နေတာဖြစ်ပါတယ်အဲ့တော့လက်ရှိလည်းကျွန်တော်တို့ဒီ KYN လည်းသူတို့အပြည့်ရတယ်အာ DNL လည်းအပြည့်ရတယ် NUG လည်းအပြည့်ရတယ်သူတို့ကလည်းရှောက်ပြီးကြွေးကြော်တော့ဗျာသူတို့ဘလောက်ပဲကြွေးကြော်ကြွေးကြော်သူတို့ကလက်ရှိကျွန်တော်တို့ဆေးလုံချောင်းမှုတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါတက်မလို့စစ်ချောင်းတွေကိုဒါချောင်းမြောင်းပြစ်ခတ်တာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေ လာတိုက်တာတွေတောက်လျှောက်တောက်လျှောက်ကျွန်တော်တို့ရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ဒီကချင်ပြည်နယ်ဝိုင်းမော်ပေါ့ဝိုင်းမော်မြို့နယ်မြကြီးနားမြို့တဖက်ကမ်းပေါ့။အဲ့ဒီဘက်မှာလည်းကျွန်တော်တပ်မတော်စစ်ကြောင်းတွေကိုစစ်မှတ်သမားတွေကဒီလက်နက်ကြီးလက်ငတ်ငယ်ငယ်တွေနဲ့ပြစ်ကတ်တိုက်ခိုက်တယ်လို့ပဲမြေပြင်ကျွန်တော်တို့တို့ဒီစစ်ကြောင်းထိုးပြီးတော့တိုက်ခိုက်တာတွေရှိတယ်။အဲ့မှာလည်းကျွန်တော်တပ်မတော်ကဒါလေကြောင်းနဲ့ကျွန်တော်တို့တုတ်ပြန်ခဲ့တဲ့အနေအထားတွေရှိပါတယ်။ထို့အတူပါပဲကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့အာဒီမကွေးတိုင်းအဆက်ပြင်ကျွန်တော်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအဆက်ရခိုင်ပြည်နယ်နဲ့အေရဝီတိုင်းအဆက်ပေါ့ အဲ့ဒီကြောင့်မလည်းလက်ရှိဒီတိုက်ပွဲတွေကဆက်လက်ပြင်းထန်နေတယ်ဒီ AA နဲ့ဒီ PDF အဖွဲ့တွေကဒီ Tablet Scan ကိုလာရောက်တိုက်ခိုက်နေတဲ့အနေအထားရှိတယ်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒါစစ်တွေနဲ့စစ်တွေနဲ့ဒီကြောက်ဖြူဘက်မှာအကြမ်းဖက်သမားတွေကဒါ Tablet Scan တွေကိုလာပြီးတော့တိုက်ခိုက်နေတဲ့အနေအထားရှိတယ် Tablet ကတော့အဲ့ဒီဘက်မှာတော့ကျွန်တော်တို့ဒီထိရောက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေတော့တောက်လျှောက်တောက်လျှောက်ဆောင်နေပါတယ်အဲ့တော့လက်နက်ကိုင်အဖွဲ့တွေကတို့ကျွန်တော်တို့အပြစ်ရပါတယ်ဘလောက်ပဲပြောပြောကျွန်တော်တို့ရှေ့ရတမိုင်းမှာရှိခဲ့ပါတယ်ကျွန်တော်တို့ဒါလွတ်လပ်ရေးနောက်ပိုင်းမှဒီယနေ့ထိ ကျွန်တော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ချုပ်ခဲ့တဲ့စာချုပ်တွေများစွာများစွာရှိပါတယ်။တို့တော်လည်းပဲအကြမ်းဖက်သမားတွေကအချိန်ချင်းချိုးပေါက်ပါတယ်။တို့တို့ကလည်းတို့ဒီတိုက်ပွဲတိုက်လို့တို့မှလက်နက်အင်အားပြုံးသွားပြီးလူဝင်အားပြုံးသွားပြီးဆိုရင်အာကျွန်တော်တို့ငင်းငယ်ကြီးစကားဝိုင်းမလာပြရစီဆိုပြီးတော့တို့တောင်းဆိုပါတယ်။ပြီးသွားရင်စာချုပ်တွေချိုးကြတယ်။နောက်ပိုင်းမှာအားတွေပြန်ရလာတယ်။အားတွေပြန်ရရလာပြီးဆိုရင်ဒီတက်မတော်ပြန်တိုက်တယ်။အဲ့ဒီလိုနဲ့ကျွန်တော်တို့ကဒီလက်ပတ်နေတဲ့အချိန်တွေလည်းရှိပါတယ်။ဒါတော့ကျွန်တော်တို့လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့အချိန်တွေပေါ့။အဲ့တော့တိုက်ပွဲတွေကတော့ကျွန်တော်တို့ဒါ တောက်ကုန်းနဲ့အုတ်ချိပင်လမ်းပိုင်းမှာကတော့တိုက်ပွဲတွေကဆက်ရှိနေကြဆဲဖြစ်တယ်။ပြီးတော့ကျွန်တော်တို့အခြားသောဒီစစ်တွေနဲ့ကြောက်ပြည်ပေါ်မှာလည်းတိုက်ပွဲတွေကဆက်ရှိနေကြဆဲဖြစ်တယ်။အဲ့တော့အချိန်တွေကကျွန်တော်တို့ဒီဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။နိုင်ငံတော်ဆိုတာကတော့ကျွန်တော်တို့နိုင်ငံတော်ဆိုတာကတော့ဒီနိုင်ငံတော်မှာကကျွန်တော်တို့တကယ်အရင်းမြစ်တွေကိုဖိကုထိုင်တာ။အကြမ်းဖက်သမားတွေကသူတို့နောက်ွယ်ကနိုင်ငံတွေကပံ့ပိုးမှုရော့ရော့သွားပြီဆိုရင်သူတို့ရဲ့လှုပ်ရှားမှုတွေကလည်းရော့ပါတယ်။ ဲ့တော့ကျွန်တော်တို့တရှိဒီကမ္ဘာနိုင်ငံကြီးပြောင်းလဲလာမှုတွေကဒီ PDF တွေ NUG တွေလက်နက်ကိုင်အဖွဲ့တွေအတွက်တို့ဘလောက်ထိလှုံရှားနိုင်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတာကအကြပ်ဖက်သမားတွေရဲ့ငွေပင်ငွေရင်းတွေကိုဖျက်တောက်နိုင်ဖို့ပါလက်ရှိကျွန်တော်တို့ရွှေဘူးနဲ့စကိုင်းလမ်းပိုင်းမှာဆိုရင်လည်းအကြပ်ဖက်အုပ်စုတွေရဲ့ဒါ PDF တွေရဲ့ gate တွေလမ်းပေါ်တက်ပြီးတော့ကျွန်တော်ဂိတ်ဖွင့်ပြီးတော့ဆက်ကြီးကောက်နေတာရှိပါတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ရှင်းလင်းနိုင်ဖို့လိုပါတယ်အဲ့တော့ ဒီသတင်းမဟုတ်ဘူးဆိုရင်ခင်ဗျအဲ့မှာဒီစကိုင်းနဲ့ရွှေဘူပြေးဆွဲနေတဲ့ကားတွေရှိပါတယ်ဘယ်နေရာမှာ PDK gate တွေရှိရဆိုတာတို့အားလုံးသိပါတယ်တို့အားလုံးကိုသိကြပါတယ်ပြီးလည်းပဲကျွန်တော်လက်ရှိဒီဒီကနေ့မှာဆိုရင်ကျွန်တော်ထပ်ပြီးသိရတာကမိုးကုံမြို့မိုးကုံမြို့မှာရှိတဲ့ဒီအချားဘတ်သမားတွေကြောက်တူးနေတဲ့ဘက်ကိုတပ်မတော်ကထိရောက်ပြစ်ထန်တဲ့ရှင်းလင်းမှုတွေလုပ်ခဲ့တယ်လို့တော့ကျွန်တော်တို့သိရတယ် သိရတယ်အဲ့တော့အခြေအနေကိုကျွန်တော်တို့စက်ပြီးအဲ့အဲ့ဒီအခြေအနေကိုကျွန်တော်စက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရေးကြီးတာကအကြံဖတ်သမားတွေရဲ့ဒီငွေပင်ငွေရင်းကိုဖြတ်တောက်ဖို့ဆိုရင်မြိုင်ဒေတာတကြောမှရှိတဲ့ရန်နယ်လေးရအတွင်းတွေကိုကျွန်တော်တို့ထိတိယောက်ပုံကျနိုင်ဖို့လိုတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီဒီချင်းမြရဲ့ချင်းမြရဲ့လေမြွားဖြစ်တဲ့ရွှေပြေးမြို့ကိုပြန်ပြီးတော့ကျွန်တော်ထိချုံနိုင်မှုလို့တယ်တစ်ဖက်မှာတော့ကျွန်တော်တပိတ်ချင်းတပိတ်ချင်းစင်ကူဘက်မှာအကြံဖတ်သမားတွေကအကြံဖတ်သမားတွေရဲ့ရွှေလောက်ကတွေကိုလည်းကျွန်တော်တို့ဒါရှင်းလင်းနိုင်မှုလို့တယ် အဲ့လိုပြီးရင်တော့ကျွန်တော်တို့ဒီလမ်းပိုင်းတွေပေါ့လမ်းပိုင်းတွေမှာရှိတဲ့အကြံဖတ်သမားတွေရဲ့ gate တွေကိုကျွန်တော်ရှင်းလင်းနိုင်ဖို့လိုတယ်ဒါမှသာလေအကြံဖတ်သမားတွေရဲ့ဒီဝင်ငွေရလန်းကကျွန်တော်တို့တဖြည်းဖြည်းလျှော့နေသွားမှာဖြစ်ပါတယ်